မနဲ့ပကြီးနဲ့ကတော့သူစမင်းသမီးစဒီတယုတ်ဆောင်လောက်ကတယ်ဝင်နေခင်နေပေါ့ခန်းဒီလေးရိုက်ပြီးတော့ညီမလေးနဲ့အင်းကလည်းနီးတာ哦ဆိုတော့အဲနဲ့ပြတ်ပစ်သွားတာညာနဲ့အခုညီမလေးအချောပူရူပါရုံနဲ့အကလုံးတောက်လျှောက်ပြတ်ပစ်သွားတယ်မိမိရူးနဲ့ပါဟာအရင်တော့တို့ပြောကြတယ်အမမျက်နှာကြီးကြည့်ပြီးကြိုတော့နောက်စကားမပြောရဲဘူးဘလို့ပြောမလဲရှိန်နေပေါ့နော်အမမျက်နှာကြောတင်းနေတဲ့မှာပါတာအမနောက်ခုပါကိုတင်းနေတာကွာဒါမှအစတော့တော်နာဒီမကြီးကတမျိုးကြီးပဲလို့ထင်ကြတယ်ဒါပေမဲ့ပေါင်းလိုက်တဲ့အခါကျတော့အမရဲ့စိတ်ကိုတည်သွားတော့ချစ်ကြတယ် ကိုရဲအမဖာတိဖာတာနေတက်တက်လူဆိုတော့ဟိုလိုရံဖြစ်တာတော့စောင်းမြောင်းတာတော့တမချိတ်တာတော့ဘာလို့ဘာမှတော့မရှိဘူး။ငါကိုရဲလည်းမလို့ဂျိမ်းချိတ်တတ်ဘူး။တရားရောက်ကသူ့ရဲ့အတွင်းရေးကိုရင်ဖွင့်လို့ဆိုရင်အမတရားနေဝင်လိုက်တယ်ဒီဘက်ကနေပြန်ထွက်ရင်ထွက်လိုက်တယ်။ဒါမှမဟုတ် serious ဖြစ်ရမယ့်ဟာမျိုးဆိုရင်လည်းမတင်ထားပြလိုက်တယ်။သူများကလိုက်ပြီးတော့ပြောမနေဘူး။စားတယ်အိတ်တယ်။အမမလို့ဖြစ်ပါဘူး။အခုဒါမှမဟုတ်အခုဒီငလျင်ဘေးအတွက်ပြဆက်ပေါ့နော်။အဲ့ဒါတော့တိုက်ရ writer ဆရာကိုညိုမင်းလင်ကနေပြီးအမခေါ်တာ ਨੇ အာမင်းသမီးရဲ့အထင်းတော်ရဲ့နေရာနဲ့ဝင်ပြီးတော့ပြဆက်တိုက်ပါပြီးတော့ဟွန်းအဲ့ဒါတော့ဒါအစည်းအဝေးကစဉ်းစားပဲဆိုတော့အမားတို့ကတော့အမားတို့ရဲ့တက်နိုင်တဲ့အားနဲ့ဝင်ကူညီရဲ့ပေါ့နော်အရှိမလဲအမားတို့ကိုယ်တိုင်ကိုကြသွားပြီးမန္တလေးမန္တလေးကတော့ထားပါသခိုင်းကိုအဓိကပေါ့နော်သွားရောက်လှူဒန်းတာတာကြီးလောက်ထားတယ်ဟိုညီမလေးမိဘကြီးဥစားပြီးအမားနဲ့ပကြီးနဲ့ကတော့သူဥစားမင်းသမီးစဒီတေးဥဆောင်လောက်ကတည်းကဝင်နေတာခင်နေပေါ့ဒါမဲ့အမားကငကိုတည်းကအရင်ဟိုဒီညနဲ့တိတ်ပြီ အေးစေးကိုပါကနေရများတော့တိတ်မခင်ပြေဘူးပေါ့နော်အဲနောက်ပိုင်းကျတော့အခုနှခမ်းညီလေးရိုက်ပြီးတော့ညီမလေးနဲ့အင်းကလည်းနီးတာ哦ဆိုတော့အဲနဲ့ပြော့ပြစ်သွားတာညာနဲ့အခုညီမလေးအချောပူရူပါရူနဲ့အကလုံးတောက်လျှောက်ပြော့ပြစ်သွားတယ်မိမိရူနဲ့ပါဟုတ်တိကလေဘေးအဖက်နဲ့ပေါင်ပေါင်ကိုကမှန်မှန်ကန်ကန်ပေးဖို့ပဲအရေးကြီးတယ်ညီမလေးကိုကမှန်မှန်ကန်ကန်ပေးပြီးတော့ဖြံမကြဘူးတငယ်ချင်းအပေါင်းချင်းကြားမှာဟိုတနက်စားမလုပ်ဘူးဆိုရင်တော့ရေရှည်ဒါလူတိုင်းနဲ့ဆင်ပြေမှာပေါ့နောက်ပြီး လူဆိုတာကိုတယောက်တည်းตาနေလို့မရဘူးနားတဲ့ခါလဲရှိမယ်ဒါနားတယ်ဆိုတာအမအောင်အနိုင်တင်နေလို့ပြောတဲ့စကားမဟုတ်နော်သဘောရိုးရိုးပြောပြတာအဲ့လိုမျိုးဆိုတော့အပေါင်းလေးကြတဲ့မှာตาတလက်နားတလက်ဒီလိုလေးနေပေါင်းသွင်းသွားမယ်တယောက်နဲ့တယောက်စိတ်ဆူစိတ်ကောက်လို့ရှိရင်လဲအာဖြစ်ပြီးတာလေးနေဒီလိုသွားမယ်ဆိုရင်အကုန်စင်ပြေတယ်အခုတော့အမတို့ဒီညီမလေးနေပေါင်းပြတဲ့ဆိုတာလဲဟိုစိတ်သဘောထားချင်းတိုက်ဆိုင်တာလေးရှိရဲ့နောက်တယောက်နဲ့တယောက်အေးစေးလေးဆိုတော့အဲအဲ့ဒါနဲ့ပေါင်းပြသွားကြတယ်အမတို့အခုပေါင်းနေတဲ့ပုံစံလေးကတကယ့်ညီမအရင်းလေးလိုပေါင်းကြတယ် เนาะအဓိကကအာညီမလေးအချောဖို့ဆိုလို့ရှိရင်လေအချောဖို့ရောအကိုကြီးမိုးစာရောသူတို့ဆိုလဲအမအပေါ်တကယ်ကိုကိုညီမလေးကိုသဘောထားတယ်ကိုအမလို့သဘောထားတယ်ပကြီးနဲ့ဟွာတို့ပကြီးတောင်လေးဆိုလို့ရှိရင်လေတကယ်မောင်နှမသားချင်းလို့သဘောထားမိမိလေးဆိုလဲအဲ့လိုပဲအဲ့လိုသဘောထားရယ်ဆိုတော့အရင်တော့တော့သူတို့ပြောကြတယ်အမမျက်နှာကြီးကြည့်ပြီးဟို တော့နောက်စကားမပြောရဲဘူးဘလို့ပြောမလဲရှိန်နေပေါ့နော်အမမျက်နှာကြောတင်းနေတဲ့မှာပါတာအမနောက်ခုပါကိုတင်းနေရကွာဒါမှအဲ့ဆိုတော့တော့ဒီမိုင်းကြီးကတမျိုးကြီးပဲလို့ထင်ကြရတယ်ဒါပေမဲ့ပေါင်းလိုက်တဲ့အခါကျတော့အမရဲ့စိတ်ကိုတီးသွားတော့ချစ်ကြတယ်ဆာအလိုလေးဆိုတော့ပြောဖို့ကောင်းတယ် family type လေးသွားရတယ်။ကိုရဲအမဖာတိဖာတာနေတက်တက်လူဆိုတော့ဟိုလိုရန်ဖြစ်တာတို့စောင်းမြောင်းတာတို့တမချိတ်တာတို့ဘာလို့ဘာမှတော့မရှိဘူး။ကိုရဲလည်းမအလိုမျိုးဂျိမ်းမချိတ်တတ်ဘူး။အမဒီတိုင်းပဲသွားနေတယ်လူဆိုတော့ AC ready diamond အဲအခုကျတော့အမစိတ်ကိုတည်သွားတော့ပုံပြီးထဲထဲဝဝဖြစ်သွားတယ်ဘယ်လောက်ပါလဲခါလေးကြိုက်ကိုမပြောဘဲနဲ့ကိုပြောတဲ့စကားခါလေးကြိုက်အာအမရံလို့ပဲအမပလိန်ရံလို့တာအဲ့လိုမျိုးလေးရှိတယ်ဒါပေမဲ့အမတတ်နိုင်တဲ့မြန်နဲ့ကလပ်တာများတယ်နောက်တရားရောက်ကသူ့ရဲ့အတွင်းရေးကိုရင်ဖွင့်လို့ဆိုရင်အမဒီကနေဝင်လိုက်တယ်ဒီဘက်ကနေပြန်ထွက်ရင်ထွက်လိုက်တယ်ဒါမှမဟုတ် serious ဖြစ်ရမယ့်ဟာမျိုးဆိုရင်လည်းမတင်ထားပေးလိုက်တယ်သူများကလိုက်ပြီးတော့ပြောမနေဘူး သူများသာလိုက်ပြီးအဲ့လိုမျိုးဟိုလူပြလိုက်ဒီလိုပြလိုက်ပြလိုက်ဒီလောကကြီးမလုံးလတဲ့ကြတော့မယ်ဘယ်သူမှဘယ်သူမှတဲ့မှာမဟုတ်ဘူးအဓိကတော့လူတယောက်ကကိုယ်ရင်ဖွင့်နေဆိုတဲ့ဟိုကိုယ့်ရဲ့ဟိုခေါမလဲစိတ်ကိုတည်တယ်ကိုယ်စိတ်ချလို့ဖွင့်တာလေအဲ့ဒါကိုကအဲ့ secret ကိုတိတ်ထားတတ်အောင်ပေါ့မှငိုရတာတွေပါရှိတယ်အဲ့လိုမျိုးဆိုတော့လေဒါပေမဲ့တတ်နိုင်တဲ့မြန်ငိုတဲ့အမရရမဖြစ်တတ်တဲ့အစားဆိုတော့ကိုယ့်ဘာကိုယ်ပဲနေတယ်ကိုယ်ရှောင်တယ်တဲလိုက်မတွေ့ဘူးဟုတ်အမအမြဲပြောနေကြစကားပါကိုရှောင်လိုက်တာဟာကိုအရှုံးပေးလိုက်တာမဟုတ်ဘူး ိုနှလုံးအေးချမ်းသွားတာအမအဲ့လိုပဲနေကြတယ်အမတို့အမှုပညာတွေဆက်လုပ်နေကြတယ်အဲ့အတွက်လည်းအားပေးပါနောက်အခုငလင်ပေးအတွက်ပြဆက်တိုင်နေကြပါတယ်အဲ့ပြဆက်ကိုလည်းလာပြီးတော့ဒေါက်တာတအားပါဝင်ကူညီကြပါလို့ဖိတ်ခေါ်ပါတယ်ရှင်ဟုတ်